ဒီယိုအန်ယူဂျီသောတာရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းစီးရီးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ပြည်သူ့ပိုင်ပြည်စည်းတွေကိုလှည့်လည်ခိုးယူနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကိုအလစ်တိုက်ခတ်ခဲ့ရမှာ၃ဦးထပ်မံနေတေဆုံးနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်မကွေးတိုင်းပခုတ်ကူကြီးမြန်မြို့နယ်တွင်းမပြူစောတိရွာမှာ အများပြည်သူပိုင်းပစ္စည်းတွေကိုလှည့်လည်ခိုးယူနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ကိုအလေးဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ၃ဦးထပ်မံတေဆုံးခဲ့တယ်လို့မြိုင်ပကဖကထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ28ရက်မွန်လွဲ့နေ့တိုင်းကမှတွင်းမပြူရအတွင်းရှိစစ်ကောင်မရှင်တပ်နဲ့ပြူစောတီတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကအလေးဝင်ရောက်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ခတ်မှုတွင်စစ်ကောင်မရှင်တပ်နဲ့ပြူစောတီ၃ဦးထပ်မံတေဆုံးခဲ့ပြီး MA1 တလက်ကိုတင်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီတိုက်ခတ်မှုကိုမြိုင်ပကဖတပ်ခွဲ၁တပ်ခွဲ၂ပြည်သူ့လုံခြုံရေးတပ်ပေါင်းစု PLC ၊ကမ္မတပ်ပေါင်းစုနဲ့ A+ တပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်ခင်ဗျာဆလဘီပသိမ်မုံရလမ်းမှာစစ်တပ်အင်စည်းကားကိုတားဆီးစစ်ဆေးရာပြစ်ခတ်မှုဖြစ်ပြီးစစ်သုံးပစ္စည်းတွေတင်းစီရရှိတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်စက်တင်ဘာလ28ရက်ည7:00နာရီကမှမင်းတို့မျိုးပတ်မှပသိမ်မုံရလမ်းအတိုင်းကြောက်တိုင်စစ်တပ်အထိုင်စခန်းကိုမောင်းနှင်လာတဲ့အနက်ရောင်အင်စည်းကားတစ်စီးကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကကြောက်တိုင်ရွာနီးမှာစစ်ဆေးရန်တားဆီးခဲ့ပေမဲ့လည်းရက်တက်ခြင်းမပြုဘဲဆက်လက်မောင်းနှင်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေကိုပြစ်ခတ်ခဲ့တဲ့အတွက် ပြန်လည်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဗမာပြည်ကာကွယ်ရေးတပ် USBA တာဝန်ခံထံမှသိရှိရပါတယ်။ပြစ်ခတ်မှုတွင်စစ်တပ်ဖွဲ့ဝင်3ဦးဟာဒဏ်ရာများရရှိပြီးထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။အရင်နောက်စစ်တပ်တပ်ဖွဲ့ဝင်တွေထွက်ပြေးသွားခဲ့တဲ့ကားကိုမိရှို့ဖျက်ဆီးခဲ့ပြီးကားပေါ်မှ40မမပုံသီးငါလုံးစစ်ဝတ်တန်းစာတစုံဖုန်းတစ်လုံးလက်ထိပ်တစ်စုံအဆောင်ရည်ရာတစ်မျိုးနဲ့ကွန်တုံးနှစ်ခုအပါအဝင်အခြားပစ္စည်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရှိရပါတယ်။ထွက်ပြေးသွားတဲ့စစ်တပ်ဖွဲ့ဝင်တွေကိုည7:00နာရီကမှမင်းတို့မျိုးမှ light truck ကားစီးနဲ့ စစ်သားများအင်အားအပြည့်နဲ့စံကြီးရွာနီးကိုလာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့သိရှိရပါတယ်။အခုဖြစ်စဉ်မှာစစ်တပ်ဖွဲ့ဝင်တွေကိုလွတ်မြောက်စေခဲ့တဲ့အတွက်အနာဂတ်မှာတတ်မှတ်စည်းကမ်းများကိုဖောက်ဖျက်မောင်းနှင်လာတဲ့မြေသည့်မော်တော်ယာဉ်ကိုမဆိုပြစ်ခတ်ဖမ်းဆီးမှာဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကသတိပေးထားပါတယ်။ဒါပြင်စစ်တပ်မှလာမဲ့စစ်ကြောင်းထုံးမှုများအတွက်ပြင်ဆင်နေတယ်လို့သတင်းများရှိတဲ့အတွက်အနီးဝန်းကျင်ကြေးရွာများရှိပြည်သူများအနေနဲ့လုံးချုံရေးအတွက်ကြိုတင်ပြင်ဆင်ထားရန်တိုက်တွန်းထားပါတယ်။ပသိမ်မုံရွာလမ်းမကြီးပေါ်မှာည6:00နာရီနောက်ပိုင်းမော်တော်ယာဉ်များတွာလာမှုကိုတော်လိုင်းတပ်ဖွဲ့တွေကပိတ်ပင်ထားပြီး လမ်းစည်းကမ်းမြောက်ကိုလိုက်နာရန်ပြည်သူများကိုအကြိမ်ကြိမ်သတိပေးထုတ်ပြန်ထားပါလိမ့်ခင်ဗျာအခုတကားဂျိုးပင်ကောင်းမြို့နယ်ဥယျာဉ်ကြီးရွာမှာစစ်တပ် drone ဘုံကျဲမှုကြောင့်ဆယ်တန်းကျောင်းသားတိစုံနေဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စက်တင်ဘာလ28ရက်ညနေပိုင်းမှာဗကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်အလဲကုန်း GPS ကမ်းမှာတက်ဆွဲထားတဲ့စစ်သားတွေကဥယျာဉ်ကြီးရွာကို drone နဲ့ဘုံကျဲတက်ခတ်ခဲ့ကြောင်းဒေသသတင်းများအရသိရပါဗါတယ်။အဲဒီတက်ခတ်မှုကြောင့်အသက်16နှစ်အရွယ်မောင်အိုင်စတိုင်းဟာ နေမှာဆမီဝဲအတွက်စာချက်နေစဉ်ဘုံစာထိမှန်ပြီးရင်မတ်တရားနဲ့ပွဲချင်းပြီးတည်ဆုံခဲ့တဲ့ပြင်နေအင်းလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဂျိုးပင်ကောင်းမြို့နယ်နဲ့အုပ်ဖုံမြို့နယ်အဆက်ရှိတောင်စဘာကွင်းရွာမြို့ကန်ရွာ ဖလံပင်ရွာနဲ့ရွာသိပ်ရွာတို့မှာလည်းစက်တင်ဘာလ26ရက်နေ့နဲ့28ရက်နေ့များကဒရုန်းနဲ့တိုက်ခတ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့စရုံးမြို့မှာလေကြောင်းတက်ခတ်မှုကြောင့်ကလေးငယ်များပါဝင်ရသရှိဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စက်တင်ဘာလ29ရက်မွန်လယ်ပိုင်း3နိုင်ကမှာကချင်ပြည်နယ်မြေကြီးနားမြို့ရှိလေလံစခန်းမှာတက်လာတဲ့ဂျက်လီယင်နှစ်စီးဟာစရုံးမြို့ဈေးတန်းနဲ့အနီးနားရှိတောင်ကုန်းနေရာမျိုးကိုဘုံလေးချိန်တံမနဲ့ကျဲချတိုက်ခတ်ခဲ့ကြောင်းဒေသသတင်းတွေကသိရပါဗယ်။ဘုံချဲတက်ခတ်မှုဟာចောင်းသားများចောင်းဆင်းကျင်နဲ့တိုက်ဆိုင်နေတဲ့အတွက်ကလေးငယ်များနဲ့ဈေးတန်းအတွင်းဈေးဝယ်ထွက်နေသူများထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့သိရပါဗယ်။ ေဆုံးသူများထဲမှာဥမာမူလက်အသက်30အရွယ်ဒေါ်တိတ်လွေအသက်50အရွယ်မဆနာဥအာရွက်ရဲ့ဇနီးနဲ့တားဖြစ်သူចောင်းသားတူနဲ့အမည်မသိမျိုးသားတူပါဝင်ကြောင်း KNG မှာဖော်ပြထားပါတယ်။ဒဏ်ရာရသူ9ဦးနဲ့6ဦးဟာပြင်းထန်ဒဏ်ရာများရရှိထားပြီးစေကူတမှုခံယူနေရတယ်လို့သိရှိရပါတယ်ခင်ဗျာ။ အခုတခါပလောဝမြို့ကိုစစ်ကောင်မရှင်တပ်ကဘုံကျဲတက်ခတ်ခဲ့တာကြောင့်အရက်သား2ဦးသေဆုံးပြီး19ဦးထဏ်ရရဲဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ချင်းမီတဲ့ပလောဝခရိုင်ပလောဝမြို့ကိုစစ်ကောင်မရှင်တပ်ကဘုံကျဲတက်ခတ်တဲ့အတွက်ကြောင့် ရဲသား2ဦးသေဆုံးပြီး19ဦးဒဏ်ရာရခဲ့တယ်လို့ We Left Palawa ကသတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ29ရက်နေ့လယ်12:00ခွဲချိန်မှာစစ်ကော်မရှင်တပ်ကဂျက်လီရင်နဲ့3ချိန်တိုင်ပေါင်900ဘုံ3လုံးကျဲချတိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက်ခတ်မှုတွင်အသက်40ရွယ်ဒေါ်သူစာဝင်းခေါ်ဘုံဘုံနဲ့အသက်18နှစ်ရွယ်မတ်မြမြခင်တို့2ဦးနေရာမှာပဲသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဒေသခံပြည်သူ19ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဒဏ်ရာပြင်းထန်ကအသက်အန္တရာယ်စိုးရင်ရသူတွေပါရှိနေသေးတယ်လို့ဆိုပါတယ်ပလဝါမြို့ကိုအာရခတက်တော် AA က2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့ကအပိသက်တိမ့်ပိုက်ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါလိမ့်ခင်ဗျာ ဆလဘီတင်ဆက်ပေးမဲ့စီးရီးသတင်းကတော့နန်းဆော့ကြေးရွာမှာစစ်ကော်မရှင်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတို့ထဏ်ရရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတောင်တက် BSLF DNL တပ်မဟာနှစ်နေမြေကြောင်မင်းမြို့နယ်နန်းဆော့ကြေးရွာမှာစစ်ကော်မရှင်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အမျိုးသားတအူးထဏ်ရရခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ29ရက်နေ့လယ်2နာရီခွဲချိန်မှာနန်းစော်ကြီးရွာကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေပေါင်250ဘုံတစ်လုံးနဲ့လက်နက်ကြီး6လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲအကြသာပြည်သူလူထုတရှိရာကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးအမျိုးသားတအူထိမှန်တဲ့ရရှိကပြောင်းမှုစိုက်ခင်းတွေပျက်စီးသွားခဲ့တယ်လို့သိရပါတယ် အလားတူပဲမိုင်းလုံမြို့နယ်ပန်းသပြေကြီးရွာမှာစစ်ကော်မရှင်တပ်ကတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲလေကြောင်းမှပေါင်900ပုံနှလုံးကျဲချတိုက်ခတ်ခဲ့ရာဘုံကြီးကျောင်းနဲ့နေအလုံး20ထိမှန်ပျက်စီးခဲ့ပါလေခင်ဗျာဆလဘီတင်ဆက်ပေးမဲ့စီးရဲတဲ့ကတော့မြောက်ရီမြို့နယ်မှာစစ်တပ်က drone နဲ့လေးရက်ဆက်တိုက်ခတ်မှုကြောင့်စာသင်ကျောင်းဘုံကြီးကျောင်းများပျက်စီးပြီးဒေသခံများထွက်ပြေးတင်းရှောင်နေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စက်တင်ဘာလ26ရက်မှာစတင်ကစစ်တပ်ဟာဂရင်ပြည်နယ်မြောက်ရီမြို့နယ်ရှိမင်းလက်ပန်းရွာ ဖလူးရွာနဲ့မေတော်သလေးဒေသတို့ကိုဒရုန်းများနဲ့ပုံကျဲတိုက်ခတ်ခဲ့ကြောင်းဒေသသတင်းတွေအရသိရပါတယ်တိုက်ခတ်မှုတွေကြောင်းအရဲသားများထိခိုက်ဒေဆုံးမှုရှိခဲ့ပေမဲ့လည်းစာသင်ကျောင်းများနဲ့ဘုန်းကြီးကျောင်းများပါဝင်အဆောက်အအုံများပျက်စီးခဲ့တယ်လို့သိရပါတယ်စတေမလာဇန်ပိုင်းမှာစတင်ကစစ်တပ်နဲ့ BGF ဟာအာရှလမ်းမကြီးကိုပြန်လည်ထိုးဖောက်ဝင်ရောက်လာတာက မြောင်းရီမျိုးတို့စစ်ကြောင်းထိုးခဲ့ပြီးတဲ့နောက်လေးကီကော်မျိုးဘက်ကိုဆက်လက်စစ်ကြောင်းထိုးလာရာလေးကီကော်မျိုးတင့်နဲ့လမ်းကြောင်းတစ်လျှောက်ရှိကျေးရွာများမှဒေသခံပြည်သူများထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။မိုးရွာရာသီဖြစ်တဲ့အတွက်စစ်ပေးရှောင်ပြည်သူများဟာအမိုးကာနဲ့စောင့်ဝင်နေရတဲ့အခက်အခဲများရင်ဆိုင်နေရပြီးထိုင်းမြန်မာနယ်စပ်ရှိတောင်ရင်မြကန်းဘေးမှာတဲထိုးနေထိုင်ရသူများရှိနေတယ်လို့သိရပါတယ်။ဒါပြင်ကိုဝန်ဆောင်မိခင်များကလေးငယ်များနဲ့တက်ကြီးရွယ်အိုများအတွက်စေဝါနဲ့ကျန်းမာရေးဆောင်ရှောက်မှုများလိုအပ်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ အခုတကစင်ကူးမြို့နယ်မှာစစ်တပ်၄ကြောင်းတိုက်ခတ်မှုကြောင့်မြို့သမီး၄ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စက်တင်ဘာလ28ရက်ညနေ9နာရီကမှဒရဦးလေဒါစကန်မှ Jet Fighter တစ်စီးဟာစင်ကူးမြို့နယ်ကံတောင်ကျေးရွာရှိစာတင်ကျောင်းတစ်ခုကိုဘုံကျဲတိုက်ခတ်ခဲ့ရမှာ မြို့သမီး၂ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်။အလားတူမိထီလာဒီတဲ့စကန်မှ Jet Fighter တစ်စီးဟာစင်ကူးမြို့နယ်မာလဲကျေးရွာနေရှိဆယ်တခုနီးကို၄ကြောင်းတိုက်ခတ်ခဲ့ရမှာမြို့သမီး၂ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါရယ်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရဲသတင်းကတော့လေကြောင်းတိုက်ခတ်ခံရပြီးအညာမြေတပ်ပေါင်းစုရဲဘော်၃ဦးကြာဆုံးနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အညာမြေတပ်ပေါင်းစုစခန်းခွဲတစ်ခုကိုစစ်ကော်မရှင်တပ်ကလေကြောင်းမှပြစ်ခတ်တိုက်ခတ်ခဲ့ရမှာရဲဘော်၃ဦးကြာဆုံးခဲ့ရတယ်လို့အညာမြေတပ်ပေါင်းစုကသတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ28ရက်နေ့ညနေပိုင်းမှာ လေကြောင်းတိုက်ခတ်ခံခဲ့ရတာဖြစ်ပြီးအညာမြေတပ်ပေါင်းစုမှရဲဘော်သေမင်းအသက်20တာဝန်စခန်းမှုတက်ဆိတ်မှုကြာဆုံးခဲ့တယ်လို့ဆိုပါတယ်။တပြင်တပ်ပေါင်းစုဝင်တွေဖြစ်ကြတဲ့ God of Myanmar မှရဲဘော်ဗလ16နှစ်နဲ့ PLPDF မှရဲဘော်နိုင်ဂျီ34နှစ်တို့လည်းကြာဆုံးခဲ့တယ်လို့သိရှိရပါတယ်။အဖိုးတန်လာတဲ့ဆုံးရှုံးမှုတွေအတွက်ဖုံမပြနိုင်အောင်ကြေကွဲခံစားရပြီးတော်လှန်ရေးအတွက်ရဲဘော်တွေရဲ့မိဘများအတွက်နဲ့ကျွန်တော်တို့အတွက်ယခုဆုံးရှုံးမှုများကိုပြန်လည်တောင်းယူကူစားသွားမယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့စီရီသတင်းကောင်းလုံးချက်တွေကို Radio NUG သတင်းတောက် Castle နဲ့ဗရဲဘူတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။